တိုင်ရှိခွင်မိုင်းညို့ဆိုင်ကမောင်ကြီးချင်းမိုးချိန်တံတဲ့တဲ့ကြတဲ့ဝါစုရဲ့မိုးကအရင်တုန်းကအတိုင်းရွာနေပြီကွယ်လွမ်းနေဝါစုရဲ့ကဲအားလုံးပဲမင်္ဂလာပါနော်စစ်စီပါ entertainment channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်အကျွန်တော်ဒီလိုမျိုးမိုးလေးတွေတစ်ဖွဲ့ဖွဲ့ကြာနေရဲ့နေလေးမှာပါနော်ဒီတေးရစီအနိုင်မြမာရဲ့ ကျွန်တော်ဝါဆိုဆိုတဲ့တခြင်းလေးတစ်ပုတ်ကိုကျွန်တော်တွားပြီးတော့တတိယတယ်တတိယအတွက်ဒီဆရာနိုင်မြမရဲ့အင်တာဗျူးကိုကျွန်တော်ကြည်ဘူးတဲ့ဒီဝါဆိုဆိုတဲ့တခြင်းလေးအကြောင်းကိုကျွန်တော်နည်းနည်းလေးပြန်ပြီးတော့ဝေမျှပေးညင်ပါဘောနော်ဒီတခြင်းလေးကိုတော့เนาะကျွန်တော်တို့ဒီလိုမျိုးပဲဆရာနိုင်မြမကလည်းဒီဒီလိုအချိန်လေးပဲဒီမိုးလေးတွေတစ်ဖွဲဖွဲကြာနေတဲ့အချိန်လေးမှာဗောနော်အဲ့လိုတခြင်းလေးကိုစပြီးရေးပြခဲ့တာဗောနော်အရေးပြခဲ့တဲ့အချိန်မှာတော့အဲ စံတိုင်းမြန်မာက bus အပိုင်းလေးပဲရာသေးတယ်ပေါ့နော် bus ပိုင်းလေးပဲရာသေးတယ်စာသားတွေလည်းသူစိတ်တိုင်းကြတယ်တန်စင်လည်းသူသဘောကြတယ်အဲ့ bus လေးကို သူရတာဒါပေမဲ့ chorus ကိုသူရေးတယ်ဒါပေမဲ့အဆင်မပြေဘူးပေါ့နော်သူသဘောမကျဘူးစိတ်တိုင်းမကျဘူးသူသူကျင်းနှမှုမရှိဘူးပေါ့နော်အဲ့လိုမျိုးအဲ့လိုဖြစ်ခဲ့တယ်ပေါ့နော်အဲ့ဒါကြောင့်သူက chorus ကိုသူကမယူဒီ bus စာသားလေးကိုပဲသူကယူထားလိုက်တယ်ပေါ့နော်ယူပြီးတော့ chorus ကိုတော့နောက်တစ်ထပ်ရေးမယ်သူထားထားလိုက်တယ်အဲ့ဒီချိန်မှာပဲဖြစ်ကျင်တော့ ်ချင်းလာဝဲတဲ့လူလာတာပေါ့နော်ချင်းလာဝဲလူလာတော့ချင်းလာဝဲလူဒီတချင်းလေးကိုကြားပြီးတော့ဆိုကျင်တယ်ပေါ့နော်ဆိုကျင်တယ်ဆိုပြီးတော့ဆရာကပြောတယ်ပေါ့ဒါပေမဲ့လည်းဒီတချင်းမပြီးသေးဘူးဒီတချင်းကကိုရက်ကြံသေးတယ်ဒီ best ပဲရည်ရသေးတယ်ကိုရက်ကမရည်ရသေးဘူးဆိုတော့မဟုတ်ပါဘူးဆရာရဲ့ဒီလူမှု bus လေးတွေနဲ့တင်မဲ့ဒီတချင်းလေးကတော်တော်ကောင်းနေပါပြီပေါ့နော်တော်တော်ပြည့်စုံနေပါပြီဒီတချင်းလေးကိုသူဆိုကျင်ပါတယ်ဆိုပြီးတော့အဲ့ဒါနဲ့ဆရာလည်းပေးလိုက်တယ်ပေါ့နော်ပေးလိုက်တယ်သူ့မှာ တိတ်ပြီးတော့ကျင်းတဲ့အားရမှုတော့မရှိသေးဘူးပေါ့နော်။ဒါပေမဲ့သူပေးလိုက်တယ်ပေါ့။ပေးလိုက်တော့အဲဒီတခြင်းကိုဟိုပရမသောဆဆိုရလူကတီလာပေါ့နော်။တီလာဆိုရဆိုတော့ပေါ့။သူကနေပြီးတော့သူစီးရီးထဲမှာထုတ်ပြီးတော့ထည့်ပြီးတော့စိုးခဲ့တယ်ပေါ့နော်။စိုးခဲ့ပေမဲ့လည်းတခြင်းကတော့တိတ်တော့မပေါ့ဘူးပေါ့နော်။မပေါ့ဘူးပေါ့ဒီလိုနဲ့ပဲ။နောက်နည်းနည်းကြတော့ဆိုတော့မိုးတက်တင်ပေါ့နော်။မိုးတက်တင်ကသူလည်းဆိုတော့မဖြစ်သေးဘူးပေါ့နော်။သူလည်းလူငယ်ဟွာပဲရှိသေးတယ်ပေါ့။သူဆရာဝန်ပေါ့နော်။ဆရာဝန်။သူကအဲစီးရီးထုတ်ဖို့လို့ လာပြီးတခြင်းလေးလာဝယ်တော့ဒီတခြင်းလေးကိုပဲအတွက်တွေးတော့တွေးတော့တော့ဒီခြင်းလေးကိုဆိုကျင်တယ်ပေါ့နော်သူ best time ပဲသူဆိုမှာပေါ့နော်သူ correct မရသေးဘူးမရသေးလည်းရပါရဲ့ဆိုပြီးတော့သူလည်းဒီ best time ပဲဆိုသွားတာပေါ့နော်ဆိုသွားပြီးတော့သူ့အခွေထဲမှာကြတော့ဒီတခြင်းလေးကသွားပြီးပေါက်သွားတာပေါ့နော်ဒီဒီခြင်းလေးလူတိပြီးတော့အောင်မြင်သွားတာပေါ့နော်ဒီတခြင်းလေးအောင်မြင်သွားတော့သူလည်းအဆိုတော်ဖြစ်သွားတာပေါ့နော်အပြူရတယ်ဒါပေမဲ့ဒီတခြင်းအောင်မြင်နေပေမဲ့ဒီဒီဆရာနိုင်မြမရဲ့စိတ်ထဲမှာတော့သူကဒီတခြင်းကို အဆုံးတက်တယ်လို့မခံစားဘူးဗောနော်ဒီတချင်းကို तू မပြီးမြောက်သေးတယ်လို့မခံစားနဲ့ तू ဘာလို့ तू तू chorus byte ကို तू तू ရေးကျင်တာဗောနော် तू က chorus မပါဘဲနဲ့ဆိုသွားတယ်ဒါပေမဲ့လည်းဆန်နမြမှာ chorus ပါသေးကျင်တယ်ဗောနော်ပါသေးကျင်တယ်ဟို तू စိတ်တိုင်းမကြသေးဘူးဗောအားနဲ့ तू ထက်ရေးဖို့ तू စူးစမ်းသေးတယ်ဗောနော်စူးစမ်းနေအဲဒီလိုမျိုးစူးစမ်းနေတဲ့အတွင်းမှာပဲကျောင်းမြန်မာနိုင်ငံရဲ့ဒီမြန်မာတန်ဂီတလောကရဲ့ making ကိုပြောနေပြောရမယ်အန်တီတော်မမအေးရလဲဒီဝါတော်သချင်းလေးကိုဆိုကျင်တယ်ဗောဆိုကျင်တယ်ဆိုတော့လဲ ဇာထပ်ပေးလိုက်တယ်ပေါ့နော်ထပ်ပေးလိုက်တော့ဒီအနေတော်မမကြီးကလည်းသူ့ရဲ့စီးရဲမှာအထည့်ပြီးဆိုသွားပါပေါ့နော်သူပါရှင်တစ်မျိုးနဲ့ဆိုလိုက်တော့လည်းထပ်ပြီးအောင်မြင်တယ်ပေါ့နော်ဒီတစ်ချင်အောင်မြင်တယ်ပေါ့ဆိုရဲလူတော်တော်များများအောင်မြင်နေပြီဆိုတော့ဒီချင်းအောင်မြင်နေပြီပေါ့ဒါမှလည်းစိတ်တိုင်းမကြသေးရောဒီဒီကောရဆာသားတွေကိုသူအမျိုးမျိုးရေးပြီးတော့ဒီပြင်တေးဆရာတွေကိုလည်းလိုက်ပြတယ်ပေါ့နော်ဆရာနိုင်မြန်မာလိုက်ပြတော့ဒီပြင်တေးဆရာတွေပြောတယ်တဲ့အာဒီတစ်ချင်းအောင်မြင်နေပြီဒီချင်းက ြီးသွားပြီလေကွာဒီစင်းကဟိုမှာလူတွေလည်းအကုန်တီးပြီးနေပြီပေါ့ဒါလို့အထက်ရေးနေရလဲဆိုတော့ဒီဆန်နိုင်မြန်မာမဟုတ်ဘူးပေါ့ဒီဒီချင်းလေးကိုအောင်မြင်နေပေမဲ့လေ तू ကတော့စိတ်တိုင်းမကြသေးဘူးပေါ့နော် तू ကတော့ဒါတော့ရေးပြီးမှပဲ तू စိတ်တိုင်းကြမဲ့ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးပဲဒီဆန်နိုင်မြန်မာကတချင်းတပုတ်ရေးရင် तू အမျိုးမျိုးစိတ်တိုင်းကြမဲ့စာသားတွေအမျိုးမျိုးပြောင်းရေးတဲ့အကျင့်ရှိရဲ့လို့သိရပါတော့ဒီဆန်နိုင်မြန်မာကကျွန်တော်အရှိမတင်ဘူးတဲ့ဗီဒီယိုမှာဆိုလဲ ခြင်းသုံးပုတ်ပေါ့နော်တန်စင်တူတဲ့ခြင်းသုံးပုတ်အကြောင်းပါဆိုတော့သူဒီတန်စင်အတွင်းမှာပဲသူစိတ်တိုင်းကြဆာသားတွေကိုသူအမျိုးမျိုးရေးဖွဲ့ပြီးတော့တန်စင်တူအဲ့လိုမျိုးတွေအထောက်တာရှိတယ်ပေါ့နော်အဲ့လိုမျိုးတွေရှိခဲ့တယ်ပေါ့အဲအဲ့ဒါနဲ့ပဲသူတခြင်းကိုဒီလိုမျိုးပေါ့နော် chorus pipe လေးကိုသူရဖို့အမြဲအကျိုးစားတယ်ပေါ့နော်ကြိုးစားပြီးတနေ့ကျတော့သူကအဲ့လိုမျိုး guitar လေးထိုင်တီးနေနေနဲ့ဩငါဒီ chorus ကိုငါရေးအောင်မှာပါလားဆိုပြီးတတိယပါပေါ့နော်တတိယသွားတော့အဲ့မှာပဲသူက ရေးလိုက်တာဗောနော်ရေးလဲရေးလိုက်ဗောသူစိတ်တိုင်းကြမဲ့အဲစာသားလေးနဲ့ melody ပါတဲ့ဒီ chorus လေးကိုအဲ့ချိန်မှာသူရသွားဗောနော်ရပါဗောသူသူဟာဒါဆိုရင်တော့ဒီအားလေးကိုသုံးလို့ရပြီဗောဆိုပြီးတော့ရသွားဗောနော်ဒီတချင်းကို chorus ကိုအဲစိတ်တိုင်းကြစာသားရခဲ့တဲ့အချိန်မှာကြတော့ဒီတချင်းအောင်မြင်အထွက်ပြီးတော့အောင်မြင်တဲ့အချိန်နဲ့ဘလောက်ကြာခဲ့ပြီလဲဆိုတော့6နှစ်ကြာသွားပြီလို့သိရတယ်ဗောနော်6နှစ်ကြာတဲ့အချိန်မှာမှဒီတချင်းရဲ့ ကော်ရက်ကိုသူထက်ရတယ်ပေါ့နော်ပထမတော့ bus နဲ့ပဲစုံနေကြတာပေါ့အဲ့ဒါနဲ့သူကစိတ်တန်းရမယ့်ကော်ရက်ကိုသူ၉နှစ်ကြာမှသူရခဲ့တယ်ပေါ့ရခဲ့တဲ့ချိန်မှာပဲဒီပေါ့နော်လာပြီးတော့အဆိုတော့ရာစုပေါ့နော်ရာစုရာစုကဒီဝါဆိုသင်းလေးကိုပြန်ဆိုခြင်းနဲ့ဆိုတော့ပြန်ဆိုခြင်းဟုတ်ပြီပေါ့ဒီမှာ chorus အစ်တလေးရေးထားတာရှိတယ်ဒါလေးနဲ့အပေါင်းပြီးဆိုဆိုတော့ရာစုကလည်းသဘောကျတယ်ပေါ့နော်သဘောကျပြီးတော့သူသူများနဲ့မတူတဲ့ဘာရှင်လေးဖြစ်သွားတာပေါ့ဆိုပြီးတော့သူပြန်ပြီးတော့ chorus ပါတဲ့ ကျင်းတဘုတ်လုံးပြည့်စုံကိုဒီရာစုကစပြီးတော့ပြန်ပြီးစုပ်စုပ်ခဲ့ရပေါ့နော်ရာစုစုပ်ခဲ့ရပေါ့နော်စုပ်ပြီးတော့နောက်ထပ်မန္တလေးကဆိုတော့စိုးထိုက်တို့ပါလို့လဲစုပ်ခဲ့တယ်လို့ဒီအင်တာဗျူးမှာပြောခဲ့ပေါ့နော်အပြီးတော့အဲ့ဒီကျင်းလေးကလည်းပြန်ပြီးအောင်မြင်တယ်ပေါ့နော်ဒီ chorus ပါတဲ့ဟာလေးကလည်းပြန်ပြီးတော့အောင်မြင်တယ်ပေါ့နော်ဘာလို့ဒီ YouTube တွေ Facebook တွေမှာလည်းဒီလိုမျိုးကာပါလေးတွေဆိုပြီးတော့ တင်တဲ့လူလည်းရှိရပါတော့။ဒီကျင်းတဲ့အလိုကိုနှစ်ကြာပြီးတော့ဒီလိုကော်ရက်အပြည့်စုံပြန်လဲရေးသားပြီးတဲ့အချိန်မှာလည်းနောက်ထပ်တစ်ပန်းအောင်မြင်မှုရခဲ့တယ်ပေါ့နော်။ဒီဝါဆိုတခြင်းလေးပေါ့။အဲ့ဒါလေးကိုကျွန်တော်ကဒီဆရာနာမြန်မာရဲ့အင်တာဗျူးမှာဒီတခြင်းလေးအကြောင်းကိုအရှင်းပြတွေ့လို့ကျွန်တော်ကဒီကညီကိုလေးကိုပြန်လဲဝေမျှပေးခြင်းဖြစ်ပါလားနော်။မိန်ကလေးရေမိုးဆက်ကလေးတွေငိုနေတယ်တို့မျက်နှာမိုးဆက်ကလေးတွေလာစင်တယ် တို့အဖြစ်ကို ပြောပြပေးပါဝါစုံမိုးရေမိုးရေရွာနေပြီကွယ်ဒါကျွန်တော်ဒီလိုပဲစပေးဂီတအနုပညာတွေကိုနောက်ထပ်အဝေမြပေးသွားမှာမို့လို့ကျွန်တော်ရဲ့ CCB Entertainment YouTube Channel နဲ့ TikTok Facebook အကောင့်တွေကို like and follow လုပ်ထားခဲ့ဖို့ကျွန်တော်တောင်းဆိုချင်ပါတယ်နော်ကျေးဇူးများတင်ပါတယ်အားလုံးချစ်ချင်းမြတ်တာဖြင့်အေးချမ်းကြပါစေ